ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့စာအုပ်လေးကတော့စာရေးဆရာကြီးမောင်သိန်းထံရေးသားထားတဲ့ကျောင်းပြေဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းဟုံဖြစ်ပါတယ်ရှင်ကျောင်းပြေအခန်းတဲ့ကျွန်တော်စတင်တွေ့စဉ်ကဆရာမသည်မကျမ်းမာနေပုံရက ထူထဲသောကိုအင်ကြီးကိုဝတ်ဆင်ထားတယ်သေးသေးသောအတန်လေးဖြင့်ကျောင်းသားများကိုနှုတ်ဆက်နေသောဆရာမအားအထူးအဆန်းကြည်နေမိတယ် ဆီယမသည်ဆီယမနှင့်မတူပဲကျောင်းသူကလေးနဲ့သာတူနေ၍အံ့ဩနေမိပြီးစိတ်ထဲတွင် အထူးအဆန်ကြီးဖြစ်နေတယ်။ကျောင်းစားနေသည့်အချိန်ကစ၍ကျွန်တော်သည်ဆီယမများနှင့်တစ်ချိန်တစ်ခါမျိုးမှစမတင်ခဲ့ဘူးချေ။ယောက်ျားဆီယမများနှင့်သာစတင်ကြလာခဲ့တယ်။ဆီယမလည်းယောက်ျားများသာ ဖြစ်ရမယ်ဟုမှတ်ထင်ယူဆနေခဲ့တယ်။ နိုင်ငံခြားကြောင်းမှကြောင်းပြောင်းလာ၍ဆီယမနှင့်တွေ့ကြုံဆုံတွေ့ရတော့မှတရားမှန်လျင်ယောက်ျားများသာဖြစ်ရမည်ဟုသောအယူအဆမှပြောက်သွားရတော့တယ်ဆီယမကို အထူးအဆန်းငေးကြည့်နေမိသောကျွန်တော်မျက်လုံးသည်ဆီယမကကြည့်လိုက်ခြင်းနဲ့စုံလျင်စုံခြင်းပင်ကျွန်တော်မှာအလွန်အမင်းရှစ်ကြောက်သွားတယ်ကျွန်တော်သည် နေတရာမရှိအောင်ရှက်နေတယ် အရှက်အကြောင်းကြည်ချင်းသည် ကျွန်တော်ဘဝကိုနှောက်ရှက်လေးပြီကျွန်တော်ခေါင်းမှာဇပွဲကုန်နဲ့ထိလူမတန်ငုံနေတယ်ဆရာမများနဲ့စာတင်ရန်တစ်ချိန်နဲ့တစ်ချိန်ချက်ကြောင်လာလေတယ်ကျွန်တော်သည် ကြောင်းတက်ရန်ကြောင်းခန်းထဲသို့ရောက်ချိန်ကစပြီးမိန်းကလေးကြောင်းသူများကိုစမြင်ရတယ်သူတို့ကိုမြင်လာနဲ့ရှစ်လုံး၍ကျွန်တော်ခေါင်းကိုငုတ်ထားမိရယခုတော့မှ ိုဆိုးပြီးပိုငုံနေမိတော့တယ်။ကြောင်ကန်တဲ့သူ့ချိုးအဝင်ရွယ်လူလောက်ရှိတဲ့မင်းကလေးတူကိုတိုက်မိမတက်ဖြစ်ပေကျွန်တော်ကမတော်လို့ပါအတော်ဟိုတောင်းမှန်ခဲ့တယ်။မင်းကလေးကသူ့ကိုအတော်ခေါ်ရမလားဟိုမျက်စောင်းထိုးလိုက်ကလေးကကျွန်တော်ကြောက်လာခဲ့တယ်။ကျွန်တော်တို့အိမ်တို့မြည်သည့်မင်းကလေးလာလားစိမ့်စိမ့်ကြက်ကြက်ကျွန်တော်နဲ့ရွယ်တို့ဖြစ်စေကျွန်တော်တဲ့ငယ်ရွယ်သည်ဖြစ်စေ ထိုစဉ်က ကျွန်တော်သည်သူတို့ကိုအတော်ဟုခေါ်တတ်တယ်။အားလုံးကိုအတော်ပဲခေါ်နေကြဖြစ်တယ်။ကျွန်တော်သည်စာသင်ခန်းကိုယူကြောက်လာတယ်။ဆရာမနဲ့အကြောင်းသူများကိုနေ့စဉ်မြင်ရတော်မူအတွက်ရှက်လဲအလွန်ရှက်ကြောက်လဲအလွန်ကြောက်တယ်။ဆရာမသည် ကျွန်တော်အလွန်အရှက်အကြောက်ကြီးမှန်းတစစတီလာလေတယ်။အကြောင်းသူများသည်ကျွန်တော်စိတ်သဘောထားကိုတီလာကြကား သူတို့ကိုအတော်ခေါ်၍စိတ်မဆိုးကြသောအနေသို့တစစာလျှောက်လာလေပြီ။ဆရာမအနာလာလျင်ကျွန်ုပ်မှရှက်လွန်း၍တကူလုံးပို့ထိုးသွားတယ်။အခန်းထဲ၌ဆရာမစာမေးလျင်စာထဖြေနေရတော့လေကျွန်တော်ဤဆက်မှာကျိုးနေလေတယ်။ဆရာမနဲ့ဆက်ဆံရသည်ကို အလွန်ရှက်လွန်း၍နောက်ဆုံးခုံနံသို့ကျွန်တော်ပြောင်းထိုင်သည်ကိုဆရာမက ရှေဆုံးခုံလန်းတို့အတင်းခေါ်ထုတ်ထိုင်ခိုင်းတတ်တယ်။ထို့အခါမျိုးတွင်ကျွန်တော်မှဇောချွေးများပြန်လျက်နေပူကြဲကြဲကြီးတဲ့၌ထိုင်နေရသလိုပင်တကိုယ်လုံးချစ်ချစ်တောက်ပူထိုပြီးခေါင်းထောင်ဝင်သလောက်ဖြစ်နေတော့တယ်။ဆရာမသည်ယူသားအေးစေတယ်။ကျွန်တော်အားကယူဆိုင်ကကိုဖိရှင်ဖိတင်ကြပေးတယ်ကျွန်တော်အလုံးရှက်တမ်းမဲ့ဒီဝေးကြောင်းသားအလုံးတွေတွင် ကျွန်တော်ကိုအရေးပေးလာလေသေးမှာကျွန်တော်ကိုညမန်းတန်းရမလားဟုတ်မဟုတ်တရုံနောက်ပြောင်ကြလေတယ်နောက်တန်းပြောင်တန်းများကြောင့်ဆီယမတို့အတန်းနဲ့ဝင်လာလေကျွန်တော်ဒီဆီယမမျက်နှာကို မကြည့်ရတော့ပဲခေါင်းကိုသာငုံချထားတယ်ဆီယမဒီကျွန်တော်မရှက်ရင်ရဲမရဲပါစီတော့ဟိုလာမပြောရပါရင်ရင်နေနေပြောတဲ့ပြောလာတယ် မပြောဝင်မစိုးဝင်မကြည့်ဝင်ဖြစ်နေရှာတော့ကျွန်တော်ကို ပြောဝင်စိုးဝင်ကြည့်ဝင်အောင် တမင်ချစ်ခင်စွာဆက်ဆံလာလေတယ်အတန်းထဲတွင်အင်္ဂလိပ်ဘာသာရက်တွင်ကျွန်တော်ကတော်ရွေးအင်္ဂလိပ်ဘာသာစာစီစာကုန်းများကို ကူဖြစ်ခိုင်းနေဆရာမစကားပြောလျင်ခေါင်းကိုငုံကဘာမှမပြောတတ်ဖဲနေမိတယ်ဆရာမဘာပြောပြောကျွန်တော်ကတလုံးမှမပြောပဲစစ်ကြောင်နေမိတယ်ကျွန်တော်ရှက်နေမှတည်း၍ မင်းကြည့်ရင်ဘလို့မိမမျိုးယူမလဲကွာဟိုပြန်မကမေးလိုက်တယ်ကျွန်တော်ဒီတစ်ချက်ထဲမျက်နာပြတ်သွားလိုက်တယ်ကျွန်တော်ဒီတစ်ဆက်ထဲတွေးမိကတစ်ချက်ထဲမျက်နာပြတ်သွားသည်ဆိုမှပိုး၍မှန်ပေလိမ့်မယ်ကျောင်းသူကျောင်းသားများကကျွန်တော်ကို ကြည့်ရမနဲ့နောက်ပြောင်နေကြသောအတန်များမှာကျွန်တော်အနာကပ်ပြီးနောက်နေပြောင်နေကြသလိုပင်တွေးထင်ရပြီးကျွန်တော်မှာ အပြည့်ပေးဖို့နေနေတာတာရက်လာကြောက်လာတဲ့ဖြစ်အနားမှာပင်ထွက်ပြေးကျင်တော်တယ်။ဆီယာမကကျွန်တော်အနေရဒါယာခက်နေတီကိုကြည့်ပြီးရေမောနေတယ်။ဒီလောက်ပဲချက်ရသလားကွာ။ကဲတော်တော်ဟိုကျွန်တော်ကခုံးကိုညင်သာစွာပုံလွန်လိုက်တယ်။ကျွန်တော်ဒီဘာဖြစ်သွားမှန်းပင်မသိ။မျက်စိများပင်ပြတ်သွားကရင်ထဲကတထိတ်ထိတ်နဲ့ဆီယာမအနားမှာထပြန်လာခဲ့တယ်။ ကျောင်းပြေးတယောက်အနေဖြင့်ကျင်လည်ခဲ့သည်မှာဆက်ရက်ခံရှိခဲ့တယ်။ဆရာမအနာမှာထပြန်လာခဲ့တဲ့နောက်ကျွန်တော်ကျောင်းကိုမသွားရတော့ချေ။ကျောင်းသွားရမှာကြောက်နေတယ်။ဆရာမကိုတွေ့ရမှာရှက်နေတယ်။ကျောင်းသူနေ့စဉ်လာခဲ့ပြီးကျောင်းဘေးကလည်းဖေးရေးဆိုင်တွင်အောင်းကကျောင်းမထက်ပဲနေလေတယ်။အချို့ကျောင်းပြေးကျောင်းသားချင်းများမှာရုပ်ရှင်သွားသူသွားဖေးရိုက်သူရိုက်အရက်တော့သူတောင်းနဲ့ရှိကြတော့လေ ကျွန်တော်မှဘဲမြောင်မရောက်မပေါ့ပဲလက်ပည့်ရဆိုင်ထဲတွင်သာအချိန်ကုန်ထိုင်နေတော့တယ်တရက်နှစ်ရက်လက်ပည့်ရဆိုင်ထဲ၌ထိုင်ရသည့်အခါတွင်ကျွန်တော်စိတ်ညစ်လာတယ်ကြောင်းသွားရန်လဲဆီယာမနဲ့လှောင်ကြပြောင်းကြမှာကိုကြောက်လာတယ်ဆီယာမနဲ့တွေ့ဆုံရန်ကိုလည်းရှင်းလာတယ်၃ရက်၄ရက်၅ရက်မြောက်လာသည့်အခါ၌ကျွန်တော်သည်ကျွန်တော်အဖြစ်ကိုစိတ်ညစ်လျက်တဖြစ်ရဆိုင်ထဲတွင် ဘာလို့ရမှန်းမသိအောင်ဖြစ်ကစိတ်ယိုးပေါလာလေတယ်ကျွန်တော်တဲ့စစ်ကရက်တဘူကိုဝဲက တလိပ်ပီးတလိပ်ဖွာပြဲလေတယ်စလိပ်ဆို၍အနဲ့မြမခံတတ်တော့ကျွန်တော်တဲ့တလိပ်ပီးတလိပ်မိထိုင်ရှုံနေလေတယ်ပထမတရက်နှစ်ရက်နေမကောင်း၍ကြောင်မတက်နိုင်ဟိုထိမ့်မက်ကြတယ်တပည့်ရဲ့ဆိုင်ထဲတွင် တနေ့လုံးကြောင်မစင်မချင်း၄-၅ရက်ထိုင်နေမှန်းသိလာကြမှာ ကျွန်တော်ကိုကြောင်ပြင်းနေမှန်းတည်ကုန်ကြတယ်။ကြောင်တဲ့သွား၍ကျွန်တော်သည်လူရှင်တော်လက်ဖက်ရည်ဆိုင်ထဲတွင်သပွဲကုံပေါ်၌ခေါင်းချောက်ကဆင်ញင်နေစဉ်ကြောင်ပြေးကြောင်သားအချို့သည်လက်ဖက်ရည်ဆိုင်ထဲသို့ဝင်လာကြတယ်။ကြံသမားဆိုတာမပြင်းမကောင်းဘူးကွာ။ပြင်စာနရရိယကံတင့်တက်တယ်။ကြောင်သားတယောက်ကကျွန်တော်ပခုံးကိုပုတ်ပြောကနောက်ပြောင်းလိုက်လေတယ်။ကျွန်တော်သည်ငိုလိုက်မိတယ်။ ။ညီစမ်းမအောင်ကွာ။မင်းတို့ချက်တာ928လား1500လားကွာ။ဟိုကိုအေးမြင်ကမေးတယ်။928လည်းမသိဘူး။1500လည်းမသိဘူး။ဟိုကျွန်တော်ကဖြေလိုက်မိသေးတယ်။ကျွန်တော်အားဝိုင်းတောင်ကရေဝိုင်းချီဖွင့်နေကြတယ်။928တော့1500တော့ဘာမှမသိတဲ့ကောင်းပဲချစ်နေစမ်းပါနဲ့ကွာဟိုကိုမျိုးအေးကပြောလိုက်ရရေချပြန်လေတယ်ဟဲ့အောင် မိကိုပင်မေးကြည့်စမ်းမင်းဆရာမကိုချစ်နေသလားဆိုတာမေးကြည့်928လား1900လားဆိုတာမေးကြည့်928တော့1900တော့အကြောင်းသိချင်ရင် မမရှာဖွေရတယ်လေကျွန်တော်ဤမိကုံကိုမပြေချဘဲအတော်မတန်တတော်နေမစဲအောင်ရေပွဲဆင်နေကြတယ်တောက်ထဲကတော့မစုံဘူးကွာဒါပေမဲ့သိချင်ရင်လောကထဲရှောက်သွားအဲ့ဒီတော့မှသိတယ်ကျောင်းစင်းချင်အိမ်သူပြန်ရောက်ကြရင် ကရင်ပေါ်၌လှဲကကိုမျိုးအေးပြောသည့်စကားကိုစဉ်းစားနေမိတယ်။ကျွန်တော်သည်ရှက်သည့်ကြောက်သည့်ကြားထဲမှအယဉ်ဆုံ၍ကိုမျိုးအေးခိုင်းတယ်လို့ကျွန်တော်ကိုကျွန်တော်စံမေးကြည့်တယ်။ကျွန်တော်မှဘာမှမသိတော့ဘာလိုလိုကြီးဖြစ်ကဘာလိုလိုဖြစ်သည့်အဖြစ်ကိုလည်းဘာမှမသိနဲ့ရှက်ရွေသားလာကကြိတ်ရွေသားငိုနေမိတယ်။ကြောင်တဲ့ချိန်ကျွန်တော်ကြောင်တော့သွားတယ်။ကြောင်စင်းချိန် ိမ်တို့ပြန်နေကျွန်တော်တနေ့လုံးအချိန်ဖြုန်းခဲ့သောနေရာကတပည့်ဆိုင်မှာတပါဘယ်နေရာမှလည်းမတော်တဲ့ချိန်စက်လေတောင်းနေကြမဟုတ်တော့သူငယ်တယောက်အနေဖြင့်စက်လေတောင်းနေမိရာလူရဲစရာ ဖြစ်နေလေတဲ့တပည့်ဆိုင်ထဲတွင်ကျွန်တော်စက်လေတောင်းနေသည်ကိုညင်းသွားသူတိုင်းပင်အံ့ဩနေကြတယ်ကြောင်းမတဲ့ပဲကြောင်းပြေးနေသည်ကိုလည်းအံ့ဩနေကြတယ်ဒါကြောင့်လို့ကျွန်တော်အကြောင်းကို ွားစီပွားစီပြောနေကြတယ်။တပည့်ရေဆန်ရှင်ကလာကကျွန်တော်ចောင်းပြေးနေမှသိပေ။ចောင်းတက်ရန်ချော့ပြောတယ်။ခမရမသိပါဘူးဗျာ။ဟုတ်ကျွန်တော်ကပြန်ပြောကကြလာတော့မျက်ရည်ကိုမမြင်အောင်တုပ်ပြလိုက်တယ်။တခါတရံလဲတပည့်ရေလာတော့သူများကိုငေးကြည့်ရင်ဖြင့်အချိန်ဖြုံးရတယ်။ပတ်ဝန်းကျင်ကိုစိတ်ဝင်စားနေတော့တက္ကနာတခိုက်သားလျင်စိတ်ညစ်ချင်မှတက်တာတယ်။ဒီမှာလာ၍ တစ်ချိန်လုံးငုတ်တုတ်ထိုင်နေရသောဘဝကိုပြန်သတိရသည်နှင့်တပြိုင်နက်တရားမကိုမြင်အောင်မိကငိုကျင်လာပြန်လေတယ်။ကျွန်တော်သည်နေမြင့်လေးအယူရင်လေးဖြစ်နေခဲ့တယ်။ကြောင်းတို့လည်းတွားခြင်းနဲ့တွားရင်လည်းကြောက်တယ်။တရားမနဲ့လည်းတွေ့ခြင်းနဲ့တွေ့ရန်လည်းရှက်တယ်။လက်ဖက်ရည်ဆိုင်နဲ့နိုင်လည်းမနေခြင်းမနေခြင်း၍လည်းမဖြစ်ဘဲမှလည်းမတွားတတ်။တွားပြန်လျင်လည်းတယောက်ယောက်မြင်က ပြောင်းပြေးနေမှအိမ်ကအမေတီမှာစိုးရိမ်လာတယ်။ဇေယခန့်ကြာလာတော့အခါအပြက်ပြက်နဲ့နှကောင်းသွေးထွက်ဆိုသလိုပဲကျွန်တော်ဒီယူးကျင်သလိုလိုနှမ်းကျင်သလိုလိုဖြစ်နေတယ်။တစ်ချိန်နဲ့တစ်ချိန်ဖျားမကောသာပိုပိုပြီးတည်ရနေတော့တယ်။တစ်ချိန်နဲ့တစ်ချိန်စိတ်မငြိမ်တော့ပဲထလိုက်ထိုင်လိုက်နဲ့ပင်ကုန်ခဲလာတော့အချိန်တွေကို တောက်တစ်ခေါက်ခေါက်နဲ့စိတ်တုံနေမိတယ်။ အခန်းနှင့်ကြောင်းပြင်းနေပြီးအင်္ဂါတိဝေကြောင်းပြန်တရသောနေတွင်ကြောင်းထဲသို့စစ်ကရက်လက်ညက်ပြီးဝင်သွားရာစရာမနဲ့ပြပင်းသွားတုံနေလေတယ်ကြည်စံစစ်ကရက်နဲ့မင်းကိုဘသူတင်ပေးတယ်လဲပြောစမ်းကြောင်းလည်းပြေးတယ်မင်းဟာဘလောက်ရိုးသားတယ်လဲမင်းအင်မတန်ရိုးသားတယ်ဆိုတာတို့ဘလောက်ခုံယူခဲ့တယ်လဲအခုတော့ကြောင်းပြေးတတ်ပြီစက်လိုက်တောက်တတ်ပြီ ပြည့်စည်တော့မှာပဲ။ ။ဆရာမသည်ကျွန်တော်ကိုမြင်မြင်ချင်း ယူကျုံမရဖြစ်ကအတန်တုံတုံရင်းနဲ့ပြောကမျက်ရည်များလဲဝဲနေတယ်။ကျွန်တော်သည်စိတ်လိတ်ကို မြေကြီးပေါ်သို့ပြချကတက်နေလိုက်ပြီ။ဆရာမကိုတစ်ချက်မော်ကြည့်လိုက်တယ်။ဆရာမ၏မျက်လုံးထဲ၌မျက်ရည်ရည်ဝဲနေသည်ကိုမြင်ရသဖြင့်ကျွန်တော်လဲငိုကျင်တယ်လို့လို့ရှိမိတယ်ကျွန်တော်ဒီအတန်းထဲသို့ဝင်သွားကနောက်ဆုံးခုံတွင်ထိုင်လျက် ကျိတ်ကိုကျိတ်ဆိုင်နေမိလေတယ်။ကျွန်တော်တည်းသေယူပေါလာလေတယ်။ထင်းမိထင်ရတွေရှောက်လုံနေလေတယ်။တင်ချာကျိန်တွေကနန်းတင်ချာအပေါ်များကိုတွေ့ရိုးတွေ့စင်မတွေ့ဖဲမဟုတ်ကဟုတ်ကအမားတွေတမင်တွေ့ပြီးဆရာမကိုပေးလိုက်တယ်။ကာစီစာကုန်းရေးခိုင်းကျိန်တွေဆရာမခိုင်းတာမရေးပဲထင်ရမြင်ရတွေရေးပေးလိုက်တယ်။ကျွန်တော်ကိုမုံမာစေ။ ကျွန်တော်ကိုအပြစ်ယူပါစေကျွန်တော်ကိုကြောင်းကထုတ်ပြစ်ပါစေဟုကြိတ်၍သာဆိုတောင်းမိတယ်။ဆရာမသည်ကျောင်းသူကျောင်းသားအားလုံးအနေနဲ့ကျွန်တော်ကို အချစ်ဆုံးဖြစ်ခဲ့တယ်။အလိုလိုက်၍အခွင့်အရေးပေးရရင်လည်းသူများနဲ့မတူအောင်ပေးခဲ့တယ်။ကျောင်းဆရာကို တော်လန်နေသောကျွန်တော်အားအရေးယူအပြစ်ပေးရန်စောင့်ဆိုင်းနေစဉ်အရေးမယူ အပြစ်မပေးဘဲမသိချင်အောင်ဆောင်က ကျွန်တော်၏စိုးသွမ်းချက်ကိုခွဲလွှော်လေတယ်။ မင်းဘာဖြစ်နေသလဲမင်းအချိုးအစားတွေပြင်လိုက်စမ်းမင်းအရင်နဲ့နည်းနည်းမှမတူတော့ဘူးနေ့လယ်ကြောင်းပြတဲ့ချိန်တွင်ဆရာမကကြောင်းပေးတွင်ရှင်းနေတော့ကျွန်တော်ကိုလှမ်းပြောလိုက်တယ်ကျွန်တော်ဒီအရင်စွန့်ကဆရာမကိုပြန်လှမ်းပြောလိုက်တယ်ဘာတွေကိုပြင်ရမှာလဲဆရာမကျွန်တော်စိတ်မှကျွန်တော်နိုင်တာမှမဟုတ်တော့ပဲကျွန်တော်ကိုဘယုံမဆိုင်ပဲကြောင်းသာထုတ်ပြပါဘာပြောတယ် နေ့ကိုကောင်းစေချင်တဲ့ဆန္ဒနဲ့ပြောနေတာဘာတွေပြန်ပြောတယ်လဲဟင်သွားအခုကြောင်းသွားတဲ့သွားဆီယမ်မတ်ဒီမျက်နာများနှင်းမြန်သွားကသူ့အတန်ပင်ငိုတန်ပါနေလေတယ်ကြောင်းကန်ထဲမှာကြောင်းသူကြောင်းသားများသည်ကျွန်တော်တို့အားကြည်နေကြတယ်လူတွေဝိုင်းကြည့်လောက်အောင်ဆီယမ်မတ်ကြီးအရှက်ကိုမငဲ့ကွက်မိပဲကျွန်တော်ပြန်လှန်ပြောမိသည့်အတွေ့ဝမ်းနဲ့ပလဲဖြစ်သွားမိတယ်ကျွန်တော်ဤအဖြစ်သည် ွက်လို့ဆရာမရှိပြီ။တန်စင်မုံမြတ်စွာတိခန့်ပြီးပြောဆိုဆုံးမသောဆရာမ၏စေတနာကို ကျွန်တော်စောကားမိချေပြီ။ကျောင်းကနေတူရောက်သောအခါကျောင်းသားများကထုံးစံအတိုင်းဆရာမနှင့်လောင်ကြပြောင်းကြလေ။ဆရာမဝင်လာမှညီသွားကြတယ်။ဆရာမသည်ကျွန်တော်တို့ကိုကြောက်ခိုင်းကကြောက်တဲ့မုံပေါ်၌စာရေးနေစဉ်ကျွန်တော်ဒီအတန်းထဲမှာလက်ထွက်ခဲ့တယ်။ကျောင်းဝင်းထဲမှာထွက်လာပြီ ကျွန်တော်ဒီရန်ကုန်သွားမြေဘတ်ကားပေါ်တော့တက်ခဲ့တယ်။ကားစီးသွားလျင်ရန်ကုန်မြို့ထဲရောက်မည်ဖြစ်တော့လေ။ရန်ကုန်မြို့ထဲသွားရန်ကအကြောင်းရှိခဲ့ချင်းမြို့ထဲကိုလည်းမသွားလို့ဘတ်ကားဒီအရှိန်ဖြစ်လိမ့်နေတော့တယ်။ရိတ်ကနေရိတ်ကနေမြင့်တွေ့လိုက်ရတော့အာယုံတို့ကိုမျက်စိမှောင်နေလေတယ်။ဆရာမဒီကျွန်တော်နောက်တော့လိုက်လံလာက၆လံနေတော့တယ်။အာယုံထဲတွင် ရှားမှသာတွေ့နေရတယ်။မြင်းဒီကောင်းတို့ရောက်တဲ့တွင်ဘိုက်စကုပ်ယုံတဝိုင်း၌လူတွေတရွရွဖြင့်တုတ်ရှားနေသည်ကိုပင်မတွေ့မမြင်သလိုဖြစ်နေလေတယ်။ရှားမှကသာထင်ထင်ရှားရှားမျက်စိအရှိတွင်မြင်နေမိတယ်။ကျွန်တော်အတွေ့ရှားမှစိတ်မချမ်းမသာဖြစ်နေပုံလဲမြင်ရောင်နေတယ်။ကျွန်တော်ဒီအတိတ်ပဲမရှိကားပေါ်မှာဆင်ခဲ့တယ်။ဘိုက်စကုပ်ယုံပဲတော့ဆင်းလျှောက်ခဲ့တယ်။ နေဘူးကြဲကြဲတဲ့၌အကြောင်းရှိပဲသွာလာနေသောကျွန်တော်ကိုယ်နှင့်စိတ်မှာကြောရင်ရွက်ချောက်ကဲ့သို့တွေ့ကြုံနေတော်တယ်။ဘောဂဗလာအမည်ဖြင့်စလုံးအဖြူကလေးတို့သည်အစိမ့်ဖို့ရောင်ဆိုင်းဖို့ဝဲပေါ်လွင်နေတယ်။ဆိုင်းဖို့ထဲသို့စောင်းငယ်ကြည်လမ်းမိတယ်။ကလင်းအမြောင်အမြားကိုတန်းစီထောင်းထားကကြည်ကောင်းရုံများမကအရဲ့တောက်တတ်သူများကိုတောက်ချင်စိတ်ပေါ်လာအောင် မြူဆွဲနေသည် ပလဲဤဒစိမ်များသည်ဒဲ့ရက်ခေါ်နေကြတကယ်တော့ပင်ဖြစ်နေတယ်။ကျွန်တော်သည် အထက်သို့ဝင်ကြည့်ခြင်းစိပေါက်သွားတယ်။ဒစိမ်တစ်ခါဘူးများအရက်ဆိုင်တွင်သောရောက်ဖို့ခြင်းမရှိသေးတဲ့အတွက်စိတ်ထဲတွင်ဝင်ရန်ဝင်လေနေခဲ့တယ်။ထိုစဉ်ကငယ်သေး၍အရက်သည်သေဆိုးထားသောအရေးဟုမှတ်နေမိတယ်။ဘာသာကလည်းခမရဟုတ်သွဲတော်ထင်ရသောတရုတ်ကလေးကလာမိတယ်။ဘာရီရတယ်လဲဟုတ် ဝါရင့်နေသူတရားအမေပြုံဖြင့်ပြန်၍မေးလိုက်မိရဲ့ Ram Whiskey Beer Gin Brandy Wine Now နိုင်ငံခြားအချက်တွေလည်းရတယ်တရုတ်ကစပွဲအဝိုင်းတွင်စလိပ်ပြားများတောက်ရင်းသွက်လက်စွာဖြည်တယ် Brand Beer Whiskey Gin Brandy Wine စသည့်အမည်နာမတို့သည်ကျောင်းသုံး dictionary ထဲ၌ကျောင်းစာအုပ်များ၌မရှိရကျွန်တော်အဖို့စံပြနေခဲ့တယ် အရက်ဆိုင်တွင်သို့ဝင်လာခဲ့ခြင်းမှာအရက်တော့ရန်မဟုတ်တော့လေကျွန်တော်ကဆက်ပြီးဘာကောင်းတယ်လဲဟိုမိလိုက်မိတယ်ကြိုက်တာကောင်းတာပေါ့တကားမှမတော်ဖို့ဘူးဆိုရင်လဲဘီယာတောက်ပေါ့မမူးပါဘူးဒီပြေဟာတောက်ရင်မူးလို့လားမသိလို့မေးတာပါသိမရှိနဲ့နော်ဖြူပွေးနေတော့တရုတ်ကလေးဤသွားများသည်ပေါ်လွင်လာကကျွန်တော်အားသဘောကျတယ်လို့ပြောလိုက်တယ်အရက်တော့ရင်မူးမှာပဲဘလို့မူးလာလဲ တောက်ကြည့်တော့သိမှာပေါ့မိတ်ဆွေကဲဗျာဒါဖြစ်ပြီးရပေးပါကျွန်တော်ကနောက်ဆုံးတွင် အရက်အရာသာနဲ့မိုးတိအရာသာကိုသိလို့ရွေးမှားလိုက်တော့တယ်ပရင်းရောင်ပလင်းတပလင်းတွေစပွဲပေါ်သို့ရောက်လာတယ်ဖန်ခွက်ကိုလက်တစ်ဖက်ဖြင့်ယူလိုက်ပြီးလက်ဆက်တွင်တည်တည်လိုက်ရာခါတတ်တဲ့အရာသာသည်လက်ချောင်းထဲဝယ်စူးရစွာဝင်သွားတော့တယ်ပြီးနောက်တခါတည်းဖန်ခွက်ထဲရှိအရေးတွေကို ကုံအောင်တောက်လိုက်မိတယ်။ခေါင်းထဲတွင်ဂျီတီတီဖြစ်လာပြီးရင်ထဲတွင် မီးလောင်သလိုလိုဝေဒနာမျိုးကိုခံစားလိုက်ရတယ်။ပုံမွားမွားဖြစ်သွားသည့်မျက်စိများသည်အရက်ဆိုင်အတွင်ရှိပတ်ဝန်းကျင်နှင့်ပလင်းများ၏လောင်ပြောင်ခြင်းကိုခံစားနေရတယ်။ပလင်းထဲတွင်ဓာတ်လေးလုံးခန့်ကျန်ရှိနေသောအရက်များကိုဖန်ခွက်ထဲသို့ငှက်ကာတောက်ချလိုက်တယ်။တရုတ်ကလေးထင်ရသော လူတစ်ယောက်သည်ကျွန်ုပ်ရှိတွင် ရောက်လာကရန်နေတယ်။ကျွန်တော်မူးနေပြီဗျာ။မမူးအောင်ဘာလို့ရမလဲ။တရုတ်ကလေးတီကျွန်တော်အားလောင်ရန်နေလေတယ်။အတန်ထွက်ပေါ်လာသည့်အထီရဲလိုက်ပြီးသူကမူးတာကိုမူးတာနဲ့ပဲပြန်ထည့်ရင်ပျောက်တယ်ဗျာ။ဟိုသူကပြောတယ်။အလွန်အကျုံမူးနေပြီဖြစ်၍အလွန်အကျုံမူးမိအရက်ကိုမှာတောက်ချင်းအဖြစ်အမူးပြင်းပြီဟိုသူကပြောတယ်။ ဒီလိုဆိုလဲခမရကောင်းလာတာပြေတော့ဗျာနော်ကျွန်တော်ကပြန်ပြောလိုက်ပြီးသပွဲဝိုင်းတွင်ခေါင်းတင်ကမိန်နေတယ်မွေး၍သင်းနေသောအနံ့တဲ့တခုသည်နှာခေါင်းတွင်တော့ဝင်လာတယ်ယော့ဒီချင်းတောက်လိုက်ခမရတက်တာတော့မင်းကျွန်တော်သည်မူးနေသည်ပင် ဖြစ်လင်ကစားရောက်ရှိနေသည့်နေရာနှင့်ပြုတ်လုံနေသည့်မကောင်းမှုကိုကောင်းစွာသိနေတယ်ခွက်ထဲတွင်ရှိသည့်အဖြူရောင်အရက်အားတခါတည်းမျိုးချပြစ်လိုက်တယ် အမလေးဗျာခမရဟာမွှေးတဲ့အနံ့သာရှိတယ်။အဝင်စိုးလိုက်တာဗျာ။မိခဲမြှချရတယ်လို့ပဲ။ဘလောက်ကြလဲရောဟိုမေးပြီးငွေ30ထားခဲ့ကစိုင်းထဲမှာထွက်ခဲ့တယ်။ဒေါကကြီးတည်းအရှင်ပြင်းပြင်းဖြင့်လှည့်၍လက်ပန်းနေတော့ကားပိန်ချင်းနဲ့တူနေတယ်။အပြင်ရောက်၍ပို၍မူလာသည်ဖြစ်ရာ လူဆောင်တင်နေသည့်ဘက်စကားတစ်စင်းပေါ်သို့ခရိုက်ခရိုက်တက်လိုက်ပြီးထန်ချလိုက်တယ်။ က္ခဏအတွင်းမှာပဲဘတ်ကားသည်ခီးတယ်များဖြင့်အရှင်ပြင်းစွာမောင်းနေတယ်။ကြောင်ရှိတွင်ဘတ်ကားသည်ရက်တင်နေတဲ့ပြိုင်နဲ့ကားပေါ်မှဆင်ခဲ့ပြီး ကြောင်နဲ့သူရန်တိုင်တိုင်ရှောက်ဝင်သွားတယ်။အခန်းထဲသို့ရောက်ရာတွင်ဆရာမနဲ့တွေ့လိုက်တယ်။အခြေအနေပြောင်းလဲနေသောကျွန်တော်အားဆရာမနဲ့ကြောင်သားများမှာအံ့အားတင့်စွာဖြင့်စိတ်ကြည်နေကြတယ်။ခုန်တန်းလျားနောက်ဝဲထိုင်ချလိုက်ပြီး ဆီယာမကိုစူးစိုက်ပြီးကြည့်လိုက်တယ်။မျက်စိတွင်ဆီယာမကိုကောင်းကောင်းမမြင်တော့ချင်။ကျွန်တော်ဒီအတော်မိုးနေပြီးအဖြူအမဲကိုပဲနိုင်နှင်းစွာခွဲခြားနိုင်စွာမရှိတော့သည်။ကျွန်တော်မျက်လုံးများသည်အရင်ွေများပြည့်လျံနေကကန်းကွယ်နေတော့တယ်။တသက်နဲ့တကောဤတစ်ချိန်သာအရင်ဆတာပုံမိတယ်။ရမအချိန်၌ပင်ကျွန်တော်မှုနေတော့တယ်။အရင်ဆိုင်ထဲတွင် ။ပြုတ်ကလေးပြောခဲ့သောစကားသည် မှားနေကြောင်းလက်တွေ့သိရပြီ။အမိုးမပြေသည့်ထက်ပို၍မုန်နေလေတယ်။အရင်မတော်ဘူးသည်လူပဲမို့စီးပွားရေးအတွက်လှိမ့်၍ဆက်ဆံလိုက်သောတယောက်ကလေးကို မကြေမချမ်းဖြစ်မိတယ်။အတန်းနဲ့သူရရှိခဲ့ပြီးနောက်ခုံလူတစ်ခုတွင်ဝင်ထိုင်ပြီးမကြမီဆီယမလာခေါ်၍ထလိုက်သွားခဲ့ရတော့တယ်။စာတင်တဲ့အခန်းလို့တခုတော့ရောက်သွားလျင်သွားခြင်းပင် တရားမကအင်းပြေသမားဖြစ်နေပြန်ပြီပေါ့ငါတော့မင်းကိုညံ့ညက်ကြေသွားအောင်သာထောက်ပြလိုက်ချင်တယ်ဘလို့ဖြစ်နေတာတော့ငါတိတ်စိတ်ညစ်တယ်မင်းအကြောင်းတွေးမိတိုင်းငါယူကျိုးမရဖြစ်နေတယ်မင်းကိုတနာလဲတနာတယ်ချစ်လဲချစ်တယ်မင်းငါ့ကိုစိတ်မကောင်းအောင် လုပ်နေရလားမင်းဟာပင်ကိုစရိုက်ကောင်းတယ်စာလဲတော်တယ်မင်းဘာဖြစ်လို့ပြက်စီးရမှာလဲမင်းမပြက်စီးရဘူးမင်းမပြက်စီးရဘူးအေးလေ ငါအခုပြောရတဲ့စကားတွေကိုမင်းနာတယ်ဝင်ချင်းမဝင်ပဲဒါပေမဲ့မင်းမှတ်ထားပါမင်းအပေါ်မှာမေတ္တာရှိလွန်းလို့မယုံနာတက်လွန်းလို့ငါဒီလောက်ပြောနေရတာဒိမပါကွယ်ပြန်လိမ့်မလိုက်စမ်းပါတစ်လုံးစာနှလုံးစာသာဆရာမရဲ့စကားကိုကြားနေတယ်ဆရာမငိုသည့်အတန်နဲ့ရောပြန်ထွက်လာတော့ရှိုက်တန်မှာနားရွယ်တော့စူးစူးကြီးဝင်လာတယ်ဆရာမစကားပြောနေစဉ် ခေါင်းအောက်ချထားတယ်။အလွန်ဝုန်းနေသောကြောင့်ဇကြိုးနေတယ်။ဆီယာမသည် ရှုပ်ထွေးပွားရွာနေသည့်ကျွန်တော်၏စပင်များကိုတတ်ပင်းနေတယ်။ကျွန်တော်သည် ချော့မော့ဆုံးမနေသောဆီယာမကိုတစ်ချက်ခေါင်းပင်ကစူးစားကြည့်လိုက်တယ်။ညည့်ရည်များသည်ပားပြင်ပေါ်သို့တပေါက်ချင်းလိမ့်စီးကြလာတယ်။အရက်ထဲလောင်ကျွဲပူဆက်သည့်ဝေဒနာကိုခံစားရလေပေတကား။ ဟုတ်ကဲ့ပါရှင်။စာရေးဆရာကြီးမောင်သိန်းတန်ရေးသားထားတဲ့ကျောင်းပြေဆိုတဲ့ဝတ္ထုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။